โอเคဒီတစ်ခါတော့အမ်ပြဿနာတစ်ခုပေါ့နော်။ဗာလဲဆိုတော့ဒီမှာ customer state ABS light on the parking brake light on on dash which is ဒီနှစ်ခုပေါ့နော်။အာဒီနှစ်ခု ABS နဲ့ဒီနှစ်ခုက on နေပြီးရယ် brake lights ဒီ brake light ကလည်း on နေတဲ့။ဆိုတော့အဲ့ဒါဘာဖြစ်လဲဆိုတော့သူကမောင်းနေတဲ့အချိန်မှာအဲ့လိုပေါ်လာတယ်တဲ့။ အဲ့လိုပေါ်လာပြီးတော့ဒီ speedometer ဒီကောင်ကလည်းအာ RPM မဖတ်တော့ဘူးဗောနော်အာ sorry ဟိုက speed limit မဖတ်တော့ဘူးတဲ့အဲ့ပြဿနာနဲ့ကျွန်တော်ဆီကိုရောက်လာတယ်ဆိုတော့အာကျွန်တော်လည်း DTC အာ diagnostic culture ကြည့်တော့အာ wheel speed sensor ဆိုပြီးတော့ပြတယ်ဆိုတော့ဒါပေမဲ့ကျွန်တော် customer ကိုမေးတယ်ပြန်ပါလုပ်လဲဆိုပြီးတော့မေးတော့လွန်ခဲ့တဲ့တစ်ပတ်လောက်မှသူတာယာသွားလဲတယ်လို့ပြောတယ် ဆိုတော့အရှိတအရာနှလုံးကိုသူလဲတယ်တဲ့ဆိုတော့အဲ့ဒီကလဲပြီးတဲ့နောက်မှာဖြစ်တယ်လို့ပြောတယ်လေဆိုတော့သူတို့ကအာအဲ့ထာယာဆိုင်ကိုပြန်သွားတယ်ပြန်သွားပြီးတော့ထာယာဆိုင်ကလည်းဘာဖြစ်လဲမသိဘူးလို့ပြောတယ်ဆိုတော့ကျွန်တော် whisper sensor တွေပြန်ကြည့်တော့ကောင်းတယ်ဒါပေမဲ့ဒီမှာကျွန်တော်ပြင်ပြီးသွားပြီပြဿနာဆိုတော့အာအဖြေကိုကျွန်တော်ပြောချင်တာလေတခါလေးဘာဖြစ်တယ်လဲဆိုတော့ဒီမှာထာယာ size ပေါ့နော်ဒီမှာထာယာ size ကိုဒီမှာကားတွေမှာမြင်ရတယ်နော် 2565R16 2565R16 ဘာဖြစ်လဲဆိုတော့ဒီမှာဒီအနောက်ထာယာကမှန်တယ် 2565R16 အနောက်ထာယာမှန်တယ်ဒါပေမဲ့သူတာယာဆိုင်ကိုသွားလဲတော့တာယာဆိုင်ကသူ့ကိုဗာလဲပေးလိုက်လဲဆိုတော့ဒီမှာ 2555R16 ဒါကနောက်တစ်ခုကလဲအာဒါကျွန်တော်လဲပြီးသွားပြီနော်ဒီမှာ 2555R16 ဆိုတော့ရှစ်ထာယာနှစ်ခုက site မတူ site မတူတဲ့အခါမှာ free space sensor က तू ကအာကားသွားတဲ့အချိန်မှာ तू ကအာဒီ space sensor ကဘယ်လောက် rpm ရှိလဲဆိုတော့ तू က read ထားလေဆိုတော့ထာယာလေးလုံးကအရှိတာယာနှလုံးကမတူတဲ့အခါမှာဘလို့မှ reading ကမမှန်ဘူးလေနော်ဆိုတော့အဲ့ဒီဟာကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်ပြန်ပြီးတော့တာယာ right side ကိုကျွန်တော်ပြန်လဲပေးလိုက်တယ်205 65 our system ဆိုတော့ problem solve เนาะတခါတလေအဲ့လိုမျိုးဖြစ်တတ်တယ်တကယ်လို့ထာယာလေးလုံးမှာတလုံးကထာယာဆိုင်မမှန်ဘူးဆိုရင်လည်းဖြစ်တတ်တယ်เนาะအဲ့ဒီဟာလေးသိဖို့ပေါ့เนาะ customer တော့တော်တော်အာသူတာယာဆိုင်မှာသွားလဲတာသူတော်တော်စိတ်တူတယ်သူတာယာနှလုံးကိုပြန်ယူပြီးတော့သူတို့ကိုပတ်ဆက်ပြန်တောင်းမယ်လို့ပြောတယ်ဆိုတော့ all right သိဖို့ပေါ့เนาะဒါလေးအာဘူးတူတာပါ Jesus တင်ပါတယ်